โอเคครับไตแจกกบามาจูโซပါတယ်ไตแจกกบาအပိုင်း1ပေါ်ဒီနေ့ဒီကနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့ไตแจกဝါသနာရှင်များไตแจกနဲ့ပတ်သက်တဲ့အဖြစ်များတဲ့ယောဂဝေဒနာများတဲ့မှာအာချက်ခေါ်အာခေါင်ရင်းအနက်ဆွေးဖြစ်တည်ခြင်းကို ကုသနေနဲ့အတက်ဆူးခြင်းကြောင့်ဖြစ်တဲ့အတက်ဆွေးတဲခြင်းကိုကုသခြင်းပဲဖြစ်ပါတယ်အာချက်ကိုတော့ပရမအနာနီယာကိုဂွန်းစကိုအရက်ပြန်နဲ့ပုတ်ဆေးပေးရပါမယ်အရက်ပြန်နဲ့ဆေးပြီးတာနဲ့ယူဇောဆိုတဲ့ အနာဆေးတဲ့အရင်နဲ့ဆေးပေးရပါမယ်ယူသောဆေးပြီးရင်တက်ထွာစိုက်ကလင်းညစ်ဆေးတော့ဟိုထည့်ပေးရပါမယ်အဲဒီအာကြက်နေရာကိုတက်ထွာစိုက်ကလင်းညစ်ဆေးတော့တရက်ကိုနှစ်ကြိမ်လုံးထည့်ပေးရပါမယ်ခင်ဗျအာကြက်ဖြစ်တဲ့ကြက်တွေကိုတောက်ဆေးအနေနဲ့မောရိယမန်းဆေးကိုမနဲ့တတော့ညတတော့တိုက်ပေးရပါမယ်တက်ထွာစိုက်ကလင်းညစ်ဆေးဘူးမရှိဘူးဆိုရင်လည်းလိမ့်ဆေးကိုဆရာခိုးတရက်ကိုနှစ်ကြိမ်ဒါမှမဟုတ်သုံးကြိမ်လိမ့်ပေးရပါမယ်ခင်ဗျ အာကျအတွက်ထိုးစေးအနေနဲ့ကျွန်တော်အာကျဖြစ်တဲ့ဂျက်တွေအတွက်ထိုးစေးအနေနဲ့ကတော့ပနက်စလင်ဘင်ဆိုင်ဒဗလင်းကိုမိုးရေနှစ်ပလင်းနဲ့ရောစပ်ပြီးကြက်ဆေးထိုးတတ်တဲ့သူကိုကြက်ရင်အုပ်ကို 1cc ထိုးခိုင်းပေးပါတစ်ပတ်ကိုတစ်ကြိမ်နဲ့နှစ်ပတ်အတွက်နှစ်ကြိမ်ထိုးရင်နှစ်ခါထိုးရင် လုံလောက်ပါပြီခင်ဗျအဲ့ဒါတော့အာကျအတွက်ကုသနည်းပေါ့ကြက်အတွက်ဆွေးတည်ရင်တော့အတက်ဆွေးတည်တဲ့နေရာကိုအနာဝအူဖော်ရည်တော်လောက်ကောင်းခွဲရည်တော်လောက်ကောင်း သွေးပုတ်ပြီပုတ်နဲ့အမြစ်ပါမကြံအောင်မြှင့်ထုတ်ကော်ထုတ်ပေးရပါမယ်အတက်ဆွေးနေရအနာရင်းကို ယူစောရင်နဲ့နှစ်ခါလောင်းဆေးပေးပါပြီးရင်ပနက်စလင်ပင်ဆိုင် အမှုန့်ကိုအနာအတွင်းကိုထည့်ပေးပါပနက်စလင်ပင်ဆိုင်ကိမရှိရင်လဲပန်ဂျီကိုအမှုန့်ညက်အောင်ကြိတ်ပြီးတော့နေတိုင်းထည့်ပေးရပါမယ်တရက်နှစ်ခါထည့်ရင်ပိုကောင်းပါတယ်ခင်ဗျနေ့စဉ်အနာအတက်ဆွေးအနာအတွင်းက အတက်ဆွေးဘအဖြူအဝါတွေကိုကြက်တောင်လေးနဲ့ကြက်ပြီးတော့လကောင်းဒါမှမဟုတ်ဇာကနာလေးနဲ့ညှစ်ထုတ်ပေးပါနေ့စဉ်ပနက်စလင်ဘင်ဆိုင်အမှုတ်ထည့်ပေးပါခမအတက်ဆွေးကြက်တွေအတွက်တောက်ဆေးကိုမောရိယမန်းစီတော်လကောင်းဒေါ်ချစ်နေနာသားမန်းစီတော်လကောင်းမနဲ့ကိုတရောက်ညကိုတရောက်ပုံမှန်တိုက်ပေးပါထိုးဆေးအနေနဲ့ကုနာအာကြအတိုင်းပဲပနက်စလင်ဘင်ဆိုင်ဒပလင်မိုးရင်နှစ်ပလင်ကိုရောစပ်ပြီးကြက်ရင်ဘက်ကိုကြက်ဆေးထိုးတတ်တဲ့သူကျွမ်းကျင်တဲ့သူ 1cc တပတ်ကိုတစ်ကြိမ်နှစ်ပတ်အတွင်းကိုနှစ်ကြိမ်မှသုံးကြိမ်အလွန်ဆုံးထိုးထားရင်ရပါပြီကြက်တွေကိုအာကြက်တော်လကောင်အတက်ဆွေးတော်လကောင်မပြောင်မချင်းခွက်လက်ပုတ်တာဝိုင်းခိုင်းတာမလုပ်ဘဲအသားသေးတဲ့အထိအနာလုံးဝပျောက်တဲ့အထိအနာပေးဖို့လိုအပ်ပါတယ်ခင်ဗျာနောက်ရက်ကိုလည်းတိုက်ကြက်နဲ့ပတ်တဲ့ယောဂဝေဒနာမှန်သည်မြကုသနီဆေးဝါးတွေကျွေးရမယ့်အစားအစာတွေတိုက်ကြက်မွေးမြူသူများတည်တင်တည်တိုက်တဲ့အချက်အလက်အားလုံးကိုကျွန်တော်တရက်ပြီးတရက်အပိုင်း1 3 4 5စသဖြင့် မပြီးမချင်းနေ့စဉ်ထုတ်လွှင့်ပေးတော့မှာနေ့စဉ်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်အကောင့်လေးကိုအပေါင်းလေးနဲ့အသေးလေးပေးပြီးတော့များများပြန်ရှယ်ပေးကြပါလို့မေတ္တာရက်ခံပါတယ်ဟုတ်ကဲ့ရှမ်းလို့နှုတ်ဆက်လိုက်ပါတယ်မင်္ဂလာပါမိုင်စွန်ခမင်္ဂလာပါခဗျဟုတ်ကဲ့ခင်ဗျဒီနေ့တိုက်ချက်ကဘာအပိုင်း၃ဖြစ်ဆက်လက်ပြောပြပေးသွားခြင်းနဲ့အကြောင်းအရာကတော့တိုက်ချက်ဒီမှာဖြစ်တဲ့နှာရည်ယိုခြင်းနှာပိတ်ခြင်းချွဲထခြင်း ကြက်မှိုင်တွေ့ခြင်းကြက်ကုတ်ခြင်းခြေပြူခြေစိမ်းသွားခြင်းအစာမကြေခြင်းတွေကိုကုသတဲ့နည်းပေါ့ကြက်နာရီယူတာနာဘိတ်တာတွေအတွက်လူတွေနာစီရင်တောက်တဲ့စီတီဇင်ပါဝင်မှုအားနည်းတဲ့ဟာပေါ့ပါဝင်မှုအားအနည်းငယ်ဒါပါတဲ့စီတီဇင်တရက်ကိုတရောင်းတိုက်ပါကြက်နှာခေါင်းပေါက်ထဲကိုလူတွေမှာနာပိတ်ရင်နာစီလို့နာပိတ်ရင်ထည့်ရတဲ့နှာခေါင်းအဆက်ချစီတစ်ဖက်ကို20မှ30ထည့်ပါ ဘယ်နှကောင်းအဆက်ချစီဘယ်နိုင်ငံတို့နှကောင်းအဆက်ချစီဖြစ်ဖြစ်အကျက်ကအဆင်ပြေပါတယ်ကျွန်တော်အသုံးများတာကတော့ afrin ဆိုတဲ့ afrin ဆိုတဲ့နှကောင်းအဆက်ချစီကိုအသုံးများပါတယ်နှကောင်းအဆက်ချစီကိုတစ်ဖက်ကို2ဆက်ကနေ3ဆက်တစ်ရက်ကို3ချိန်ကနေ4ချိန်ထိထည့်နိုင်ပါတယ်နောက်တစ်ခါအမောင်းစလင်ပေါ့လူတောက်တဲ့အမောင်းစလင်ကိုတော့100အားပေါ့100အားမရမှ250အားဝယ်ပြီးတော့တစ်ရက်ကို1000နဲ့3ရက်လောက်တိုက်ထားပေးပါ လူတွေမှာလည်းနှာစေးပြီးရင်ချွဲထတာတို့ယင်ကြတာတို့အတန်ဝင်တာတို့နောက်ဆက်တွဲဖြစ်ဖြစ်ဖြစ်တယ်လို့ကြက်တွေမှာလည်းဖြစ်ပါတယ်ထိုင်းနိုင်ငံကထုတ်တဲ့ CRD ချွဲစည်းတော်ဝန်ချွဲစည်းနဲ့ကျွန်တော်တို့ရွှေရောင်အပတ်လေးနဲ့ထိုင်းစာလိုပဲရေးထားတာဖြစ်တဲ့အတွက်အဲဒီရွှေရောင်အပတ်လေးနဲ့ချွဲစည်းပေါ့သူကတော့အဆက်ချစည်းလေးတွေအဲတခါတိုင်းရင်ကြက်ကို30လောက် တခါတိုက်ရင်30လောက်နဲ့3ရက်လောက်ဆက်တိုက်ထိုင်းရင်အဆင်ပြေပါတယ်နောက်တကချွဲစုထိုင်းနိုင်ငံကထုတ်တဲ့ကြက်အတွက်ထုတ်တဲ့ချွဲစီပဲချွဲစုချွဲကြောက်နှစ်မျိုးလုံးကိုပျောက်တဲ့ရွှေရောင်နဲ့အတောင်လေးတွေပါတယ်ပေါ့နော်ဟိုအတောင်လေးတွေပါတယ်ဆေးထုတ်လာပါတယ်အဲ့ဒါတရက်ကိုတရောင်လုံးနဲ့3ရက်ဆက်တိုက်ရင်ကိုချွဲစုရောချွဲကြောက်ပါနှစ်မျိုးလုံးပျောက်ပါတယ်ထိုင်းနိုင်ငံတို့ချွဲစီတွေရဲ့အားနေချက် လို့ခေါ်ရမလား side effect လို့ပဲပြောရမလားကြက်တွေမှာအာရုံတာဒူးပြောတာတွေဖြစ်တတ်လို့ကြက်ကိုဆေးတိုက်ပြီးရင် ဝိုင်းသွားတာတို့ခွက်လက်ပုတ်တာတို့အ ਨੇ ဆုံးနှစ်ပတ်ခန့်နားရပါတယ်နားဆေးတာချွဲပိတ်တာကိုကုသတဲ့ဗမာဆေးနီးကတော့ကြက်တောင်တစ်ချောင်းကိုယူပါကြက်တောင်ကိုထွန်းရွှေဝါစီပါပါလေးလုပြီးတော့ကြက်ရဲ့လယ်ချောင်းတဲကိုထည့်ပြီးတော့ထည့်ကြပြီးချက်ချင်းဆွဲတော့ပါကြက်မျက်နာမဲသွားလို့မစိုးရိမ်ပါနဲ့ကြက်တွေကချွဲတွေကိုနှာပုတ်တွေကိုသူ့လိုလို့ ခါထုတ်ပါလိမ့်မယ်ကြက်တောင်မှာထွန်းရွှေဝါလူပြီးတော့ကြက်ထုတ်တာကိုတရက်နှစ်ကြိမ်လုပ်ပေးပါတပတ်လောက်လုပ်ပင်းကိုအစင်ပြပါတယ်နှက်ခေါင်းအပေါဝါကြက်ရဲ့နှက်ခေါင်းအပေါဝါကိုလည်းထွန်းရွှေဝါလေးပါပါလူပေးပါသူကနှာစည်းတဲ့ဟာတွေကိုခါထုတ်ပါလိမ့်မယ်ကြက်ချွဲထတာနဲ့အစာမကြေတာဖျားနာတာတွေအတွက်တိုက်ရမယ်မြမဆေးစွမ်းကောင်းတက်လက်ကို ပြောပါ ပြောပြပေးခြင်းပါတယ်ချဲ ကြက်ချွဲထတာအစာမကြေတာဖျားနာတာအတွက်တိုက်ရမယ်မြမစေသောကောင်းတလက်ကတော့ကျိုးပင်ကောက်ရွှေသမင်တငယ်နာဘောင်းကျုပ်စီကိုစေးမကြီးစေးနှစ်စေးကတခါတိုင်းနှစ်စေးကကွန်းရွက်ထံပါထည့်ပြီးတော့ကွန်းရလုံးရာတယ်လို့ရာပြီးတော့ကြက်ကိုတရက်ကို၃ချိန်ခွန့်ပေးပါခင်ဗျာတံမိုးလဲတက်တာပြီးတော့ထိရောက်ကောင်းမွန်တဲ့တိုင်းရင်စေးဖြစ်ပါတယ်ကြက်တကောင်ကို၃ဘူး၄ဘူးလောက်ဈေးရလည်းမများဘူး၃ဘူး၄ဘူးလောက်ကုန်လို့ရှိရင်ကိုအဆင်ပြေပါတယ်ခင်ဗျာ ချွဲထားတဲ့ကြက်တွေကိုနောက်တနည်းရတော့ပြားရည်စစ်စစ်နဲ့တံမြာရည်နဲ့အနှဲငယ်ရောပြီးတော့နေ့စဉ်တရက်ကိုနှစ်ဆုံးကနေသုံးဆုံးတရက်ကို၃ချိန်တိုက်ပေးပါရဲရိုသည် အမဲ့ကိုလည်းပြားရည်နဲ့ရောဖြော်ပြီးတော့တစ်ခါကျွေးရင်နှစ်ဆုံးကနေသုံးဆုံးပေါ့ရဲရိုသည်အလောတော်အနေတော်ရဲရိုသည်တစ်လုံးဆိုရင် ကြက်တစ်ကောင်ကိုတရက်စာပေါ့ကျွေးပေးပါရဲရိုသည်နဲ့ပြားရည်နဲ့ကောင်းကျိုးကတော့ကြက်တွေချွဲထားတာကြက်လေးပြွန်ရောင်တာ နာပိတ်တာတွေကိုလည်းတက်တာပျောက်ကင်းစေပါတယ်လူတွေကိုလည်းချွဲကြက်တာယင်ကြက်တာနဲ့ပန်းနာယင်ကြက်သမားကြီးလည်းရဲရိုသည်ကအလွန်အင်မတန်ကောင်းဝင်တဲ့ဆေးဖြစ်ပါတယ်ရဲရိုသည်မှာပါတဲ့အဆေ့ကတော့မာတဲ့အတွက်လူတွေအတွက်ဆိုရင်ဥအတက်သေးကိုရောက်နိုင်လို့ရဲရိုသည်အဆေ့ကိုပြောင်းစင်အောင်စစ်ထုတ်ပြီးဖယ်ထုတ်ပြီးမှပြားရည်နဲ့ဖြော်တာကောင်းပါတယ်လူအတွက်ဆိုရင်တော့ရဲရိုသည်ကအဆေ့မပါမှပိုအဆင်ပြေပါတယ်ခင်ဗျ ကျက်နာဝင်ပြီလို့ယူဆတာနဲ့ခြေစင်းခြေပြူသွားနေကြက်ကုတ်နေရွှေသမင်တန်ငန်းနာဘောင်းကျုပ်စီကိုတဏှာကြီးတစ်ကြိမ်ပေါ့ကွန်ရွက်ပြုတ်ရည်လေးနဲ့တိုက်ပေးပါတဏှာကြီးကိုတစ်ကြိမ်ခုနကကျွန်တော်ပြောသလိုဆေးမကြီးစေးနှစ်ဆေးခန့်ကိုတဏှာကြီးကိုတစ်ကြိမ်တိုက်ပေးလို့ရှိရင်ကျက်နာဝင်တာကိုကုသပြီးသားဖြစ်ပါတယ်နောက်ထပ်တိုက်ကြက်အတွက် မရှိမဖြစ်ပေါ့နောက်ထပ်တိုက်ကြက်အတွက်မရှိမဖြစ်ဆောင်ထားတဲ့ကျက်သမားတိုင်းဆောင်ထားတဲ့ဆေးကတော့စင်လုံးမနွယ်ဆေးလုံးပဲဖြစ်ပါတယ်စင်လုံးမနွယ်ဆေးလုံးကို စေးဆိုင်တွေမှာမေးဝယ်ပါလုံမီသားဝယ်လို့မရရင်တော့ကျွန်တော်စင်တုံးမွန်ွယ်စေးမုံက30တာနနွင်းကားက3နနွင်းကားအမုံက3ကြက်သားပြားရည်စစ်စစ်တို့ရောလုံပြီးတော့ဆောင်းထားပေးပါ နေဘူးလှမ်းထားရင်6ပါတယ်ခင်ဗျစေးကိုသေးသေးလုံးမှသာစေးလုံးကပြားရည်ပါတဲ့အတွက်6တာဖြစ်ပါတယ် ကျန်းနာဝင်တာခြေပူခြေသိမ်းသွားတာကြက်အစာမကြေတာတွေအတွက်ကြိုတင်ကာကွယ်ဖို့ရောကုသဖို့ပါတိုက်ချက်ကိုတရက်ကိုစင်လုံးမနဲ့စေလုံးနှစ်လုံးပုံမှန်တိုက်ပေးသင့်ပါတယ်ကြက်တွေဝိုင်းသွားကနီ၁၀ရက် အလိုလောက်ကစပြီးဈေးတိုက်တာတွေရပ်နားထားပါမယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်အကောင့်လေးကိုအပေါင်းလေးနှိပ်အသေးလေးပေးပြီးတော့များများပြန်ရှယ်ပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်မင်္ဂလာပါခင်ဗျာအခုအားက ဝတန်မိုးကာလမိုးဝတန်ကုန်ပြီးတော့စောင်းဟေမန်စတင်ပြီဖြစ်တဲ့အတွက်အော်တိုဘာကုန်ပြီးတော့နိုဝင်ဘာလာဇန်းပိုင်းကို ရောက်လာပြီဖြစ်တဲ့အတွက်ကြက်ကလေးတွေကုတ်တာချိတာ အစာမကြေတာအစာမချက်တာနဲ့နှာရည်ကိုနှာပိတ်တာချွဲထတာကျက်နာဆတာနဲ့ယခုကျွန်တော်လက်ထက်မှာခြင်ထားတဲ့ရွှေသမင်တငယ်နာဘောင်းချုပ်ဆေးပေါ့အကိုတိုင်းကျိုးပင်ကောင်မျိုးဟာထုတ်တယ်ရွှေသမင်တငယ်နာဘောင်းချုပ်ဆေးကိုဆေးဘူးရဲ့ဆေးဘူးတဘူးရဲ့လေးပုံတဘုံကိုကွန်းရွက်ပြုတ်ရင်နဲ့တစ်ရက်ကို၃ချိန်တိုက်ရမှာဖြစ်ပါတယ် ေးဘူးတပူးကိုလည်းတန်ကြီးကမများပဲနဲ့ငွေတထောင်ပတ်ဝန်းကျင်လောက်နဲ့ဝယ်လို့ရရှိတာဖြစ်တဲ့အတွက်ကြက်ကလေးတွေအတွက်တော်တော်အသုံးတဲ့တဲ့ဆေးလေးကိုပြောပြတာဖြစ်ပါတယ်ရွှေသမင်ဆေးတိုက်တွေများတဲ့အတွက်ပဲခူးတိုင်းကျုပ်ပင်ကောင်းမျိုးရွှေသမင်တငယ်နာဘောင်းကျုပ်ဆေးတေချာမေးဝယ်ပါခင်ဗျလူကလေးတငယ်နဲ့လူကြီးတွေလည်းအေးပတ်တာနှာရီဟိုတာချွဲထတာကိုလည်းယခုဆေးလေးကကျွန်တော်တို့ကိုရွက်ပြုတ်ရည်လေးနဲ့ ဆေးညွန်တိုင်းတောက်ပြီးရင်အတော်ကိုတက်တာပျောက်ခင်းတဲ့ဆေးဖြစ်ပါတယ်ကြက်ကလေးတွေအတွက်တော်တော်အသုံးတက်တဲ့ဆေးဖြစ်တဲ့အတွက်ကျွန်တော်လာရောက်ပြောပြရခြင်းဖြစ်ပါတယ်ခင်ဗျာတိုက်ကျက်နဲ့ပတ်သက်တဲ့အဖြစ်များတဲ့ယောဂါဝေဒနာများကုသဖို့ကုသမှုနဲ့သုံးဆွဲရမယ့်ဆေးဝါးများအကြောင်းကိုလည်းကျွန်တော်တင်ဆက်ပေးနေတယ်တိုက်ကျက်ကဘာအပိုင်း1ကနေတိုက်ကျက်ကဘာအပိုင်း20အတွင်းမှာတက်တော်မှာရိုက်ရှာကြည့်နိုင်ပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ